မင်္ဂလာဆောင်မှာလူတိုင်းမဝစ်စင်နိုင်တဲ့ဒိန်းသောင်းချီဆွဲချိုးကိုဝစ်စင်ပြီးတော့ချိန်မိုးနိုင်ခဲ့တဲ့ပိုင်တကွန်ရဲ့ဇနီးမလင်မြဖူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Switch ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေရှင် ပိုင်းတကွန်ကတော့ဒီရပိုင်းမှာသူဘဝရဲ့အရေးအကြီးဆုံးအမတ်ရတွေတရားတစ်ခုကို စီစဉ်နေခဲ့တာဖြစ်ပါတယ်။သူသိချင်ရတဲ့ချစ်သူမန်လေးမြဖူးကိုမိသားဖသားပြီးပြီးတောင်းရန်ပြီးတော့ခန္ဓာကြီးကျယ်တဲ့မင်္ဂလာပွဲတွေကိုကျင်းပခဲ့တာဖြစ်ပါတယ်။ဇွန်လ14ရက်နေ့မှာဆူလျာရပတ်မင်္ဂလာပွဲအခမ်းအနားကိုကျင်းပခဲ့တာဖြစ်ပြီးတော့ဇွန်လ18ရက်နေ့မှာညစာစားပွဲလေးကိုအနောက်တိုင်းဆန်ဆန်ကျင်းပခဲ့တာဖြစ်ပါတယ်။ပိုင်းတကွန်တို့ရဲ့ညစာစားပွဲမင်္ဂလာပွဲအခမ်းအနားလေး းရာအရန်ကိုကြီးကြဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်တွေထဲမှာတော့မှဒေါ်ရဝချင်းပါနိုင်တဲ့မင်္ဂလာဝဲအခမ်းအနားမျိုးဖြစ်ပါတယ်။ကုန်ကြစည်အရာဆိုရင်လည်းတိမ်ပေါင်းတောင်းချီနေသားမှာရှိပါတယ်။အကောင်လေးတွေကိုချက်တဲ့တနာကျင်နာတဲ့စိတ်ရှိတဲ့ပိုင်တကုံကမင်္ဂလာဝဲကိုစိတ်ကူးရဲ့အဆန်ဆုံးကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။သူတို့သမီးမလေးမြဖူးဆိုရင်လည်းအယံဝလာပနိုင်ခဲ့တာပါ။နုနေအောင်ကောင်ဝင်လေးကိုတော်ဝင်မင်းသမီးလေးအလားဝစ်ဆင်ထားတာဖြစ်တဲ့မလေးမြဖူးကမင်္ဂလာပွဲမှာဝစ်ဆုံလေးစုံကိုဖြောင်းလဲပြီး ဝစ်ဆင်ခဲ့တာပါ။ဒါအပြင်ကြိလိုက်တာနဲ့အမြင်သာဆုံးအထင်သာဆုံးဖြစ်နေစေရတာကတော့မလင်းမြဖြူဝစ်ဆင်ထားတဲ့ဆွဲကြိုးဖြစ်ပါတယ်။မလင်းမြဖူးရဲ့ဆွဲကြိုးကကြိလိုက်တာနဲ့ထင်းထွက်နေသလိုတံပိုးကလည်းလူတိုင်းကိုသိစေနိုင်ပါတယ်။ထင်းထွက်နေရဆိုလို့အရွယ်အစားကြီးထွားပြီးတော့ပြူးနေအောင်ဝစ်ဆင်တာမျိုး မဟုတ်ပါဘူး။တပွင့်တံပါတဲ့ပရမညာကြီးကို lesser sense ပုံစံနဲ့ဆွဲကြိုးမျိုးဖြစ်ပါတယ်။ ဒီဆွဲကြိုးရဲ့တန်ဖိုးကတော့စိန်ရွှေရတနာရီနဲ့ကျန်လည်နေတဲ့သူတွေအနေနဲ့ကတော့ချက်ချင်းကိုသိနိုင်စေပါတယ်။တန်ဖိုးအဖြစ်ဆိုရင်တော့ချက်သိန်းပေါင်း2000ကျော်အထိရှိရလို့သိရပါတယ်။ဒါကဆွဲကြိုးတစ်ခုရဲ့တန်ဖိုးသာဖြစ်ပြီးတော့ ၎င်းနဲ့လက်စတရဲ့တံပိုးမပါသေးပါဘူး။ဒါအပြင်မလေးမြဖူးကမင်္ဂလာဝဲမှာဝစ်စင်ဖို့လည်းဝေရဏတွေကိုစပွန်ဆာယူထားတာမျိုးမရှိဘူးလို့သိရပါတယ်။ဒါရီကပိုင်နဂွန်ဆင်ပေးတဲ့လက်ဝေရဏတွေလည်းဖြစ်နိုင်ပါတယ်။ပိုင်နဂွန်ကတင်တောင်းတဲ့အချိန်မှာတင်တောင်းပစ္စည်းတွေကိုအများသူကသိအောင်အတိအကျချပြခဲ့တာမျိုးမရှိပါဘူး။ပိုင်နဂွန်နဲ့မလေးမြဖူးတို့ကသူတို့နှစ်ယောက်ချောင်းကိုလူတွေသိအောင်ချပြရတာမျိုးလုံးဝမကြိုက်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့မင်္ဂလာပွဲမှာကျင်းပပဲရက်ကိုလည်းအတိအကျမပြောဘဲနဲ့မင်္ဂလာပွဲကျင်းပပေးမှသာလူအများကိုသိစေရာဖြစ်ပါတယ်။ဒါအပြင်မီဒီယာတွေကိုလည်းလုံးဝအတိမပေးထားပါဘူး။သူတို့ရဲ့မင်္ဂလာပွဲကိုမီဒီယာတွေလည်းလာခွင့်မရှိဘူးလို့သိရပါတယ်။ဆူလျာရစ်ဘက်မင်္ဂလာပွဲမှာလည်းပန်လေးမြဖူးကတံပိုးကြီးလက်ဝတ်ရံတွေကိုဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ မလေးမြဖူးကအမျိုးသမီးတိုင်းအတွက်တော့အားကျစရာကောင်းနေကြတာဖြစ်ပါတယ်။ဘိုင်ဒဂွန်ကလည်းမလေးမြဖူးအပေါ်မှာအရန်ကိုတန်ဖိုးထားပြီးတော့ချစ်ပြနေတာဖြစ်ပါတယ်။မင်္ဂလာဝဲဟိုနောက်တိုင်းဆက်ဆက်ကျင်းပခဲ့တာဖြစ်ပြီးတော့လိုင်တင်နီယာအစအရန်ကိုမိမိုက်ခဲ့တာပါ။မလေးမြဖူးကဒီလိုမင်္ဂလာဝဲကိုလှုပ်ချင်တယ်လို့ဆန္ဒရှိရာကြောင့်ဘိုင်ဒဂွန်ကစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ရိုမန်တစ်ဖြစ်တဲ့တခြင်းလေးတွေနဲ့လည်းတပုတ်ပြီးတပုတ်ကားခဲ့ကြပါသေးတယ်။ဒါအပြင်လာကြတဲ့အမှုပညာရှင်တွေအားလုံးကလည်းလွတ်လွတ်လပ်လပ်နဲ့ကိုပျော်ပါခဲ့ကြတာတကယ့်ကိုစီကားတိုင်ပြိုက်တဲ့မင်္ဂလာပွဲကြီးတစ်ပွဲဖြစ်သွားခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောမလေးမြဖူးကိုအားကျနေပြီလားဆိုတာကောမလေးထဲမှာပြပြပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။